စိတ်ကူးကြီးကြီးပါ ကိုယ့်ရဲ့အဖွာကိုဆုံးပြီလို့သတ်မှတ်လိုက်ကြတယ်။ဒါကြောင့်အလောင်းကိုအခေါင်းဒလားထဲကိုကျွန်တော်ထည့်တယ်။ထည့်ပြီးတော့တကြိုဖို့အတွက်ကားပေါ်တင်တယ်။တင်ပြီးတော့မြို့နယ်ပေါင်းများစွာနိုင်ငံပေါင်းများစွာကားနဲ့တင်သွားပြီးတော့ဘုန်းကြီးကျောင်းပို့တယ်ပေါ့ဗျာ။ဘုန်းကြီးကျောင်းရောက်တဲ့အခါမှာဘုန်းကြီးတွေကဖွင့်ကြည့်လိုက်တဲ့အခါမှာကျတော့အဖွာအသက်ရှူနေတယ်။ကျွန်တော်နာမည်ကတော့ယူမောင်စစ်တပါဒီနေ့လေးမှာတော့ဘာကြတီလို့ဖြစ်ရလဲဆိုတဲ့အကြောင်းအရာလေးကိုစစ်ပညာရှူတာကနေပြီးတော့ဖြည့်ရှင်းပေးမှဖြစ်ပါတယ်။ ဒီတည်င်းကတော့ time မှာအရင် hot သွားတဲ့တည်င်းလေးပေါ့လေ။ဆိုတော့ဒီတည်င်းတက်လာတာကကြတော့ November 23ဆိုတာမနေ့တနေ့ရမှာဖြစ်ပါတယ်။ဆိုတော့တည်င်းထဏကြီးတွေမှာတော့အရင်ဖော်ပြတာမတွေ့ရသေးဘူးပေါ့နော်။ဒါပေမဲ့အင်္ဂလိပ်လိုဖော်ပြထားတဲ့ time တည်င်းလေးလည်းရှိသလို time လိုဖော်ပြထားတဲ့ time တည်င်းလေးမှာလည်းကျွန်တော်ရှာဖတ်ထားတာပေါ့နော်။ချက်လက်တွေကတော့နှစ်ခုပေါင်းမှာတစ်ခုလိုမျိုးဖြစ်နေတာ။ တော့ကျွန်တော်မှန်တယ်လို့ရှင်းတဲ့အချက်လက်လေးတွေကိုကျွန်တော်ဟောပြပေးမှာဖြစ်ပါတယ်။နည်းနည်းအပြောင်းလဲလေးတော့ရှိနေတာပေါ့နော်။ဖြစ်စဉ်အားကြတော့ကျွန်တော်ဖစ်ဆန်နူလော့ပြည်နယ်နဲ့နော်သန်ဘူရီပြည်နယ်ပေါ့နော်။ထိုင်းမှာရှိတဲ့ပြည်နယ်လေးမှာဖြစ်သွားတာပါ။အသက်65နှစ်အဖွာပေါ့နော်။အဖွာကကျတော့အုံနောက်ကင်ဆာရှိတယ်။ကင်ဆာရှိပြီးတော့ကတင်ပေါ်မှာပဲကျွန်တော်နှစ်ပေါင်းများစွာလဲလျောင်းနေရတာပေါ့နော်။ဘယ်ရီဒန်ဖြစ်နေရပေါ့။ဒါပေမဲ့ညဘက်2နာရီလောက်မှာမိသားစုကသွားနှုတ်တဲ့အခါမှာကျတော့ဒီအဖွာလှုပ်လဲမလှုပ်ဘူး။အသက်လည်းမရှူဘူး။ ဆိုတော့ဒီ time လို့ ਨੇ ရေးထားတဲ့နေ့မှာဖော်ပြတာကကြတော့အကြီးကကဒီမရှူတဲ့ခါမှာကြတော့ရွာလူကြီးကသွားခေါ်တာရွာလူကြီးကနေပြီးတော့ဒီဖွာအတက်မရှိတော့ဘူးဆိုတော့ဒီ size sandal လေးထုတ်ပေးလိုက်တာပေါ့နော်ဟိုလူများချင်းတို့မျိုးဆေးုံမှာသွားပြီးဆရာဝန်တွေကထုတ်ပေးလိုက်တာမဟုတ်ဘူးဗျဒါတွေကတည်င်းကရောနေတယ်ပေါ့လေဆိုတော့ရွာလူကြီးကထုတ်ပေးလိုက်တာအဲ့ခါမှာဒီချက်လက်နဲ့ရွာလူကြီးထုတ်ပေးလိုက်တဲ့အသေးဆုံးကြောင်းထောက်ခံစာနဲ့သူကမိသားစုတွေက ဆေးရုံပေါ့နော်ဆေးရုံခေါ်သွားတယ်အဲဆေးရုံမှာခန္ဓာကိုယ်သွားလှုပ်ဖို့ပေါ့ဒါပေမဲ့ဆင်းရုံလည်းလက်ခံလို့မရဘူးဗျဘာလို့လဲဆိုတော့ခန္ဓာကိုယ်လှုပ်ဖို့ဆိုတာကစိုင်းစံတဲ့အနေနဲ့ဗနေပေါ့နော်အရင်ထဲကနေပြီးတော့ကျွန်တော်ကတင်ထားရတယ်ပြီးတော့တီးတည်နေတင်ထားရတယ်ပေါ့နော်ဆိုတော့လက်မခံတော့မိသားစုတွေကအော်တချိုဖို့ဆိုပြီးတော့နော်တန်ပူရီမှာရှိတဲ့ဘုံကြီးကြောင်ပြန်ပြီးတော့မောင်းသွားတာပေါ့ကားနဲ့နော်အဲဆိုတော့စုစုပေါင်း7နာရီ15နာရီလောက်ကြာမယ်ထင်တယ်အဲဘုံကြီးကြောင်ရောက်တဲ့အခါမှာတချိုဖို့ တော့ဖွင့်တယ်အလောင်းပြင်ကိုဖွင့်လိုက်တယ်เนาะအဲ့ဒီမှာမှလုတ်ပြီးရလူတွေပေါ့လေဖွင့်လိုက်တဲ့အခါမှာကျတော့ဒီဖွားဟိုကအခဏကလှုပ်ရှားမှုအနေငယ်တွေ့ရတယ်အသက်လည်းအာပေါ့ပေါ့လေးပေါ့เนาะအရင်ပုံမှန်ရှူတာမဟုတ်ဘူးလေနည်းနည်းလေးရှူနေရသေးထားမိတယ်ဆိုတော့အဲ့တကြူလာချက်ချင်းရိုက်လိုက်ကြတယ်ပေါ့လေရိုက်လိုက်ကြပြီးတော့ဒီအဖွားရဲ့အဖွားကိုကျွန်တော်ဘန်ရိုက်ဟော့စပီတယ်ကိုကျွန်တော်ခေါ်သွားကြတာပေါ့ဆေးရုံခေါ်သွားတယ်အဲ့ဒီအချိန်မှာဒီဆရာဝန်တွေနဲ့တွေ့ရတာဆရာဝန်တွေစမ်းသပ်ကြည့်လိုက်တဲ့အခါမှာကျတော့အဖွားရဲ့နှလုံးက ိုလုံးဝကြီးကျက်တက်သွားတာမရက်တက်သွားဘူးပေါ့နော်နှလုံးကုန်လုံးနှေးသွားတာပေါ့အဓိကတော့လေသူကဘာကြောင့်ဖြစ်တာလဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့သွေးရင်းသားကြတဲ့ကအရန်ကြီးကျသွားတာအရန်ကြီးကျသွားပြီးတော့သူက hypoglycemic ကိုမှာရသွားတာပေါ့နော်အဲတတိမိသွားတာပေါ့ရုပ်တရက်ကြည့်လိုက်ရင်တော့ဟိုဘယ်လိုပြောအောင်လဲသုံးသွားပြီလို့တတ်မှတ်လိုက်တာပေါ့နော်ဆရာဝန်ကလည်းကြည့်ရတာမဟုတ်ဘူးကျွန်တော်ချင်းနဲ့ဒီမှာလွေသွားတာပေါ့ဒီဒီ urology ကကြည့်ရတာဆိုတော့ဖုန်ကြီးတွေကလည်းပြောပါတယ် အဲတချို့တွေကကြာပြောနေလို့ပေါ့နော်ဖုန်းကြီးကနေပြီးတော့ပြန်ပြန်ညှိုးထားလာအောင်လုပ်ပေးတာတို့အမော်ဘီနာနဲ့လုပ်ပေးလိုက်တာတို့ဘုန်းငကူတွေကြောက်ပေါ့နော်ပြောကြတယ်ဒါပေမဲ့ဖုန်းကြီးတွေပြန်ပြောထားတယ်သူတို့လုပ်ပေးလိုက်တာမဟုတ်ဘူးဒီအခွားငကူတွေကမဆုံးသေးဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပြောတာတော့ကျွန်တော်ဖတ်ရတာပေါ့လေဒီလိုကိစ္စကကျတော့ဒီတစ်ခုတည်းတော့မဟုတ်ဘူးပြဒီညစ်ထမှာပဲ February မှာပေါ့နော် time မှာပဲဖြစ်ခဲ့တာပါ Buriram ပြည်နယ်မှာပေါ့နော်အသက်85နှစ်အခွားတို့တယောက်အိမ်မှာလည်းအဲ့လိုပဲပေါ့ အဖွားဆုံးပြီဆိုပြီးတတ်မှတ်လိုက်ရတယ်ဆိုတော့ပရာဟီတာအတင်းတွေကလည်းရောက်လာတယ်အလောင်းပြေဖို့လုပ်ကြတယ်ပေါ့နော်ဆိုတော့ဆုံးပြီလို့တတ်မှတ်ပြီးတော့မိနစ်40အကြာမှာပဲဒီအဖွားရုပ်တရည်ပြန်ထားဆိုင်တာပေါ့နော်ဆိုတော့ဒီတစ်နှစ်တည်းမှာပဲဒီလိုကိစ္စကနှစ်ခုရှိပြီပေါ့ဖြစ်နေတာအချိန်မှလေဒါဆိုဒီလိုမျိုးပါကြောင့်ခဏခဏဖြစ်နေတာလေအဓိကတော့ဖိလိဖိတာရှိတဲ့အမှားကြီး၃ခုရှိတယ်ဗျပေါ့ဆိုတကူကကြတော့အသက်ရှူနှုန်းတိမ်နေရအောင်ကျွန်တော်တို့မျိုးလုံးနဲ့မမြင်ရတာပေါ့နော်အချို့တစ်ပြက်အသက်အရင်ကြီးရဲ့လူတွေမှာ နာတာရှိကျမ်းမမာဖြစ်နေတဲ့လူဒီမှာဆိုရင်အသက်ရှူလို့နှုံကနှေးနေတတ်တယ်အရန်တိတ်နေတတ်တယ်ပုံမှန်မျက်လုံးနဲ့မမြင်နိုင်ဘူးပေါ့နော်စက်တွေနဲ့ပိုင်းနဲ့ဆန်သက်ဖို့လိုပါတယ်ဒါပေါ့ဆိုအမှားတစ်ခုပါဒုတိယအမှားတစ်ခုကကျတော့ကျွန်တော်ရုပ်ရှင်ကားတွေမှာမြင်မှုပါလိမ့်မယ်တိရုပ်ကားတွေမှာလည်းမြင်မှုပါလိမ့်မယ်မင်းသားကပါလို့တယ်ဒီလေလေးကင်လိုက်တယ်တမောဒီလေဘင်းလေးမှာကင်လိုက်တယ်ပေါ့ဗျာကင်လိုက်တဲ့အခါမှာအာဆန်းတော့မမီဘူးကောင်းလေးခါလိုက်တယ်ဒါဆုံးသွားပြီဆိုပြီးတော့ပေါ့လေ တကယ်နဲ့အပြစ်မှာဒီလိုမျိုးစမ်းသပ်ရုံနဲ့လို့တယောက်ဆုံးတယ်လို့ကျွန်တော်သတ်မှတ်လို့မရဘူးအထူးသဖြင့်ကိုကိုတန်းရတေချာလက်ချင်တာလူမဟုတ်ဘူးဆိုရင်တော့ပိုဆိုးတာပေါ့ဗျာနော်အာဒါတတိယအမှားတတိယအမှားကြတော့လူတော်တော်များများသိကြတဲ့အရာတစ်ခုရှိတယ်ဘာလို့ဆိုတော့မျိုးလုံးတငယ်ကျဲသွားတဲ့အခါမှာဆိုရင်ဒါသတ်ဆုံးသွားပြီလို့ကျွန်တော်သတ်မှတ်ကြတယ်ဒါပေမဲ့ဒီတစ်ခုတည်းလဲဆုံးသတ်သက်ဖို့ကသတ်မှတ်ဖို့ကခက်တယ်ဗျဘာကြောင့်လဲဆိုတော့ အောက်ဆီဂျင်ခန္ဓာကိုယ်မှာအောက်ဆီဂျင်အရင်နေသွားတဲ့အခါမှာသို့မဟုတ်အုန်းနောက်ထိခိုက်ဒဏ်ရာရသွားတဲ့အခါမှာသို့မဟုတ်သွေးရင်းတကြားတဲ့ပေါ့နော်အရင်ကျသွားတဲ့အခါမျိုးမှာဆိုရင်လည်းဒါဖြစ်တတ်တယ်နော်အုန်းနောက်အမျိုးလုံးက response မလုပ်တာပေါ့လို့နော်ဆိုတော့ဒီကိစ္စမှာဆိုရင်ပိုဆိုးတာကကြတော့ဆီယံဝမ်ကလောက်တာမဟုတ်ဘူး ECG လည်းမပါဘူးအောက်ဆီဂျင်တိုင်းဆက်တွေလည်းမပါဘူးတခြားပေါ့နော်ဟိုဆီယံဝမ်တယောက်နဲ့ယောက်လာဆက်သက်ထားတာမဟုတ်ဘူးဗျာဟိုရွာလူကြီးကဆက်သက်ထားတာဆိုတော့ဒီမှာအမှားဖြစ်နိုင်တာပေါ့နော် ဆေးရုံကလည်းပြန်ဖြေထားတယ်ပေါ့နော်အဓိကပြဿနာကြတော့ဒီအဖွားရဲ့အဓိကပြဿနာကြတော့ severe hypoglycemia လို့ခေါ်တယ်သွေးချင်းတကြားအရင်နေသွားတာပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာဒါလည်းပြတချို့ကြတော့မြန်မာမှာကြတော့လေစီချိုတက်တာစီချိုတက်တာပဲအိုင်ယွန်ဆိုက်နေတက်ကြတယ်ကျွန်တော်အရှိဗီဒီယိုမှာလည်းပြောခဲ့တယ်စီချိုကြရင်အန်ဒီရှိတယ်ဒါသက်သေပဲပေါ့နော်ဆောက်ခန္ဓာကိုယ်မှာသွေးချင်းကြတဲ့အရင်ကြသွားတဲ့အခါမှာကြတော့အုံနောက် အလွတ်လွတ်လာနှေးသွားတယ်အသက်ရှူတာလည်းအရင်တိမ်သွားတယ်နှလုံးခုန်တာလည်းအားမရှိတော့ဘူးပေါ့နော်ခန္ဓာကိုယ်တွေအေးဆက်လာတယ်အာသွားနှုတ်ရင်လည်းမတူတော့ဘူး เนาะအပင်နှုံးမလို့သူကသတိမေ့နေအောင်เนาะကိုမရနေအောင်ဆိုတော့ဟိုစေပညာလောကမဟုတ်တဲ့လူတွေအတွက်ကကြီးလိုက်တယ်နော်ဒီလိုအတမ်းရှိတော်မူလို့ထင်သားတတ်ရတယ်เนาะဒါပေမဲ့စေပညာမှာじゃဒါဘာခေါ်လဲဆိုတော့ကျွန်တော် metabolic suppression လို့ကျွန်တော်ခေါ်တယ် ် metabolic separation ဆိုတာကဗျာခန္ဓာကိုယ်မှာဇီဝကံမှာဖြစ်ပျက်မှုတွေကအရင်ကျွန်တော်အချင်းချုပ်လိုက်တဲ့သဘောတရားလိုမျိုးပေါ့နော်လူအသက်ကိုကျွန်တော်ကယ်ဖို့အတွက်ပေါ့နော်မလိုအပ်တဲ့အရာတွေအကုန် shut down လုပ်လိုက်တဲ့ခန္ဓာကိုယ်ကနော်အဲ့လိုသဘောလိုမျိုးပေါ့ဟာ energy saving mode သဘောလိုမျိုးပေါ့နော်ပြီးတော့ဒီတင်းမှလည်းဖော်ပြထားတာရှိတယ်ဗျာဟောမိသားစုဝင်ကြပြောထားတာပေါ့နော်ဒီအဖွားကသမင်းမစားတာ2ရက်3ရက်လောက်ရှိပြီဆိုတာပြောတယ် ဆိုတော့သူညညတဲ့လုံးဝကြသွားလို့ဒီလိုဖြစ်တာဆိုတာသိကြတယ်เนาะစက်တွေကောင်းကောင်းသိကြမရှိဘဲနဲ့ဆေးပညာလောကမဟုတ်ဘဲနဲ့လူတွေကြတော့ဒါကိုမှားပြီးတော့ဒီအသက်ဆုံးတာနဲ့မှားသွားတတ်ကြတာပေါ့เนาะဒီနေရာမှာမင်းကလည်းတခုရှိလာတယ်ဗျဒါဆိုရင်လူတယောက်အသက်ဆုံးမဆုံးဘယ်လိုဆုံးဖြတ်မလဲဘာကြီးကြည့်ရမလဲဆိုတော့မင်းခွန်လေးပေါ့เนาะအဲ့တော့ကျွန်တော်လည်းဆေးဥမှာလုံနေလူတယောက်အနေနဲ့ကျွန်တော်ဖြေကြပေးမှာပါ ဒုတိယအသက်မရှိဘူးဆိုတာကဒီခန္ဓာကိုယ်မလှုပ်တာနဲ့လူခန္ဓာကိုယ်မလှုပ်တာနဲ့အသက်မရှိဘူးလို့ကျွန်တော်ပြောလို့မရဘူးအာအသက်ရှူနေရမမြင်ရတာနဲ့အသက်ဆုံးသွားပြီလို့ကျွန်တော်ပြောလို့မရဘူးနော်ဒီလက်လေးနဲ့ကျွန်တော်သွားကြိုင်လို့သွေးခုန်တို့အဆမ်းမဆမ်းမိလို့အာသမဟုတ်မျက်လုံးတငယ်အရာမတုံ့ပြန်ဘူးလို့နော်အခန္ဓာကိုယ်မှာတောင်းနေရလို့နော်အာဒါတွေကြည့်ပြီးတော့ကျွန်တော်တို့ကဒုတိယအသက်ဆုံးပြီလို့ကျွန်တော်အာတစ်ချက်ချပြောလို့မရဘူးဗျာ လူတရားအသက်ဆုံးပြီးတချို့ချပြောလို့ဆိုတာကသုံးခုလိုတယ်။ပေါ့ဆိုတကူကကြာတော့ကျွန်တော်က ECG နှလုံးတိုင်းနဲ့ဆက်ပေါ့နော်။ဆက်နဲ့5မိနစ်ကြာအောင်ကျွန်တော်တိုင်ရမယ်။နှလုံးခုန်လုံးရှိနေသေးလားပေါ့နော်။ Heart activity cardiac activity ရှိနေသေးလားကျွန်တော်စစ်ဖို့လိုတယ်။ဒါတခုဒုတိယတခုကကြာတော့အသက်တကယ်မရှူတော့တာလားနော်။အစုပ်တွေရက်သွားပြီလားပေါ့နော်အဲဒါတွေကျွန်တော်ကြည့်ဖို့လေဒီလိုကြည့်ဖို့ဆိုရတာလေမျိုးလုံးနဲ့ကြည့်ရမှာမဟုတ်ဘူးစက်တင်နေကျွန်တော်အတိုင်ရမှာเนาะဒါတို့ရဲ့ဒီခု တတိယတစ်ခုကကျတော့ကျွန်တော်က brainstorm reflect တိပျောက်သွားပြီလားဆိုကြည့်အောင် brainstorm reflect ဆိုတော့ owner မှာဒီ brainstorm ဆိုတာတစ်ခုရှိတယ်ဗျာသူကခန္ဓာကိုယ်ထိချုံတာမဟုတ်ဘူးပြန်ပြီးတုတ်ပြန်တာပေါ့နော်ခန္ဓာကိုယ်မထိချုံဘဲနဲ့တုတ်ပြန်တဲ့ reflex တိကြံသေးလားဆိုကြည့်ရတာအာဒီမှာကျွန်တော်သုံးခုရှိတယ်ကျွန်တော်မျက်လုံးကိုမီးနဲ့တိုးလိုက်လို့အမှမျက်လုံးတငယ်အင်ကအချင်းကျဖြစ်သေးလားအဲဒါကြည့်လို့ရတယ်နောက် gap reflex ဆိုတာရှိတယ် ဒီရှာရဲ့အနောက်မှာအနောက်ဘက်ကိုကျွန်တော်ပစ္စည်းလေးပေါ့အာတခုခုပေါ့နော်အာထည့်လိုက်လို့ဒီအာခေါင်လေးကကျုပ်သွားတာမျိုးဖြစ်လာအာဒါလို့ကြည့်လို့ရတယ်အာနောက်တစ်ခုကကျတော့ကျွန်တော် pain reflex လို့ခေါ်ပါ pain reflex ဆိုတာတတိမိနေလေပြချို့လူတွေကြတော့ကျွန်တော်ကနာကျင်အောင်ပါလုံးလိုက်နည်းနည်းတုတ်ပြန်တက်တယ်နော်လူသားမနိုးလိုက်နေမယ်ဒါတုတ်ပြန်တက်ဒါတွေရှိသေးလားဆိုတာကြည့်ရတယ်ဒီသုံးခုလုံးမရှိမှလူတယောက်ဟာအာဆုံးပြီလို့သတ်မှတ်ရတယ်ဒါပေမဲ့ဒီလိုကြည့်ဖို့ဆိုတာလည်းခုနကလိုပြောပါနော်အာ ပြန်ပြီးပြန်ဆက်တတ်ဖို့လိုတာပေါ့နော်နောက်တစ်ခုကကြတော့နောက်ဆရာဝန်တရားကလည်း confirm ပေးနိုင်တော့ပို့အဆင်ပြေတယ်အဲဒီလိုမျိုးလေးလုံးမှကျွန်တော်ကလူတယောက်ကိုသက်ဆုံးပြီးတော့ကျွန်တော်ပြောလို့ရတယ်ဗျကိုချစ်ခင်ရတဲ့လူတယောက်မိသားစုဝင်တယောက်အိမ်မှာနိုးမလာတော့ဘူးလှုပ်နှိုးလို့အเจ้าမပြန်တော့ဘူးဆိုရင်တော့အရေးပေါ်ကခေါ်ပါဆရာဝန်ရှိရဲ့ညီအောင်သွားပါနော်ဒီလိုပဲကျွန်တော်ပြောပြရစီတိတိတိကျကျလက်ချင်ထားတယ်လို့သင်ယူထားတယ်လို့ဖြစ်ဖို့လိုတယ် ီးတော့နောက်ပြီးတော့ ECG တေချာဆွဲရလားတိတိချာစစ်စစ်ရလားကျွန်တော်ခုနအပေါ်မှာပြောခဲ့တဲ့ reflex တွေပေါ့နော်အမီးနဲ့ထိုးတာတွေဒါတွေပါညာရင်တေချာလုံးရလားဆိုတော့တေချာအောင်လုပ်ဖို့လိုတယ်ကိုကစောရကတက်တာမဟုတ်ဒါကိုရဲ့မိသားစုဝင်ဖြစ်တဲ့အတွက်ဂွန်သိကရှိရှိနဲ့မမှန်ကန်ကန်ဖြစ်ဖို့ကျွန်တော်လိုအပ်တာပေါ့နော်ဆိုတော့ဒီ time မှာမဖြစ်သွားတာလဲ time မှာဖြစ်သွားတဲ့အကြောင်းရင်းအကြတော့အဖွားတော့ဘာမှမဟုတ်ဘူးသွေးရင်းတကြားတဲ့ကျသွားတာကျသွားတာတတိမေးသွားတာဒါပေမဲ့ဒီနေရာမှာဆံဝမဟုတ်ပဲနဲ့အာကျွန်တော်ရွာအိမ်မှုပေါ့နော် ဒီ yardage ကဒါဟိုကျွန်တော်တို့ပေးစုံရောင်းလက်မှတ်ထိုးပေးလိုက်တာဒီနေရာမှာပြဿနာဖြစ်သွားတာပေါ့နော်ဆိုတော့အဖွားပြန်လို့လာတဲ့နေရာမှာလည်းကျွန်တော်တို့ကမှော်ပညာတွေလည်းမဟုတ်ဘူးဖုန်းကြီးကမန်းလိုက်ရလည်းမဟုတ်ဘူးเนาะမမြင်ရတဲ့ဟိုပယောဂါတွေပါညာတွေမဟုတ်ဘူးဒါကပုံမှန်ခန္ဓာကိုယ်ရဲ့ physiological state ပေါ့နော်ခန္ဓာကိုယ်မှာပုံမှန်လေပတ်နေတဲ့စနစ်အရာသူ့အလိုလိုဖြစ်တာပေါ့เนาะကျွန်တော်တို့လွယ်သွားတာပါเนาะဆယ်အောင်မဟုတ်ပဲလူတယောက်ကကျွန်တော်တို့ဒီသေဆုံးချောင်း ထောက်ခံတာပေးလိုက်တာလေအဲပြီးတော့တရားစက်ပစ္စည်းတွေတရားမပါဘဲနဲ့နောက်ပြီးတော့ဆံဝန်တွေတတ်မှတ်ထားတဲ့ protocol ပေါ့နော်လမ်းစဉ်တွေတရားမလိုက်ဘဲနဲ့တွေ့ကြရလူကနေပြီးတော့ဆုံးဖြတ်ပေးလိုက်လို့ဒီလိုပြဿနာတွေဖြစ်လာပေါ့နော်ဆိုဒီဗီဒီယိုလေးကိုအာကြည့်ရှုလို့သဘောကျတယ်ဆိုရင်တော့ဝေမျှပေးပါ like လုပ်ပေးပါအာပြီးတော့ဒီ channel လေး subscribe လုပ်ပေးပါပေါ့နော်ကြားမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်တယ်ဆိုရင်လည်းဒီ comment လေးမှာရေးခဲ့ပေးပါလို့ပဲကျွန်တော်ပြောပြရစီနောက်ဗီဒီယိုမှာပဲတွေ့ပါမယ်တော်တော်